အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အာဒီတစ်ခါတော့အကျွန်တော်ကို YouTube မှာ မေးထားတဲ့မေးခွန်းလေးကို ပြန်ဖြေရင်းတဲ့ဒီ video clip လေးဖန်နေပြတဲ့ဆိုပါတော့နော်သူမေးထားတာကတော့ကျွန်တော်ရဲ့ဒီ hanger rack support ပေါ့နော်ဒီ family မှာ unistrap section အစား unistrap profile အစားတခြားသော profile တွေဆိုပါတော့အာ parallel flange angle ဒါမလို့ရှင်လဲ taper flange angle လို့ဟာမျိုးပေါ့နော်။အော်ဒါမှမလို့ရှင်တခြားတခြားသော steel section တွေကိုအစားထိုးတဲ့နေလေးပြပေးပါဆိုတာနဲ့ကျွန်တော်ဒီ video clip လေးဖန်နေပြတယ်ပေါ့။အဲ့တော့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကလိုအပ်မှာပါလဲဆိုတော့အစားထိုးမဲ့အဲ profile section family တခုလိုပါမယ်။တခုဒါမှမဟုတ်နှစ်ခုပေါ့နော်။နှစ်ခုဘာလို့ဖြစ်ရလဲဆိုတော့ တစ်ခုဒီ median အတွက်တစ်ခုဒီ fine အတွက်ပေါ့ဒါကြောင့်မလို့ loss error တွေမှာတော့ကျွန်တော် fine အတွက်ပြပေးထားတယ်ပြီးတော့ဒီ profile နဲ့အဲပတ်သက်တဲ့ကျွန်တော်တို့ excel table လိုတယ်ပေါ့နော်ဆိုပါစို့ parallel flange channel ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘယ်ပုံမူတည်ပြီးတော့လဲ bs ပုံမူတည်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ single မှာဆိုလို့ရှိရင် cardinality ကိုတုံးတယ်အဲ့တော့ cardinality မှာဆိုလို့ရှိရင်ကျွန်တော်တို့ parallel flange channel ကို အဲဒီမျိုးစားတွေရတာဗောနော available ဖြစ်တဲ့မျိုးစားတွေအာပိုအမှာတော့ US မှာတော့အဲဘယ်လို site သွားလဲတော့မသိဘူးဗျာနော်ဒါကတော့ကျွန်တော်တို့ matrix ပေါ်အခြေခံပြီးတော့ BS ပေါ်အခြေခံပြီးတော့နောက်တစ်ခုကကျတော့ continental city ကို base ထားပြီးတော့ဒီ table ကိုထုတ်ထားတာဗောဒီ table မှာဆိုအဓိကဘာတွေပါမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဟောဒီအာ BFC name ပါမယ်ပြီးလို့ရှိရင်သူရဲ့ type number 1 2 3 4ကျွန်တော်ဆင်ထားတဲ့16ခုရှိမယ်ပြီးလို့ရှိရင် hurry paraflan ရဲ့ဒီ wave ရှိမယ် bf ပေါ့နော်ဒါဒီမှာတော့ကျွန်တော် bf ပေးထားတာပေါ့ဒါပေမဲ့ table မှာတော့ကျွန်တော်တို့က red ကိုအခြေခံထားတာဖြစ်တဲ့တော့ကြောင့်မလို့ကျွန်တော်တို့က red b လို့ပေးထားတယ် depth ကိုတော့ red d လို့ပေးထားတယ်အာဒီ flash ရဲ့ thickness ကိုတော့ df လို့ပေးထားတယ် ပြီးတော့ web ရဲ့ thickness ကိုတော့ dw လို့ပေးထားတယ်ပြီးလို့ရှိရင် hardy radius တွေကိုတော့ r လို့ပေးထားတယ်အနောက်ကအဲ ch နဲ့ cy ကတော့ပြောလို့ရှိရင်တော့ d family creation process အတွက်မလိုဘူးပေါ့နော်ဒါကတော့ဘယ်အတွက်လဲဆိုတော့ကျွန်တော်တို့အဲ structural framing တွေပဲထည့်တဲ့ခါကြလို့ရှိရင်အဲလိုအပ်ရင်သုံးတဲ့ ecc ရဲ့သူ့ရဲ့ဒီ centric point ရဲ့ location ပေးထားတာပေါ့ဒါကတော့ဒီ parallel flange channel ရဲ့ size ပေါ်မူတည်ပြီးတော့သူ့ရဲ့ CX နဲ့ CY ကကွဲလွယ်မှုရှိတယ်ဗောနော် CY ကတော့အချမ်းမြင်ကတော့သူ့ရဲ့ center ပါပဲအဲဒီ CX တခုပဲသူ့ရဲ့ဒီဘာခေါ်လဲ size ပေါ်မူတည်ပြီးတော့အပြောင်းလဲရှိတယ်ဒါပေမဲ့ဒီ CX နဲ့ CY ကိုကျွန်တော်တို့ကဒီ family creation process မှာထည့်သုံးမှာမဟုတ်ဘူးဗောနော်အဲ့တော့ပထမဆုံးကျွန်တော်တို့လိုအပ်မှာကဟောဒီအာ profile family ကိုတိစောက်အောင်ပြီးလို့ရှိရင် ဟောဒီ table ကို CSV file နဲ့ရှင်းနေရမယ်။ဒါရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဟောကျွန်တော်တို့ရဲ့ family တွေကိုအဲစားထုတ်လို့ရပြီပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့ review ကိုတော့ Okay ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့အစားထုတ်မှဖြစ်တဲ့အတွက်ပြီးခဲ့တဲ့အာ video မှာဖန်တီးပြခဲ့တဲ့အထဲကကျွန်တော်တို့ family လေးတွေကိုဒီထဲမှာထည့်ထားတယ်။ဥပမာဆိုတော့ဟောဒီ unistruct rack ပေါ့နော်။ ် unit stop rate ကိုကျွန်တော်အရင်ဖွင့်လိုက်မယ် okay ဒါဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ဗီဒီယိုမှာမြင်တွေ့ပြီးသားဖြစ်မယ် unit stop rate ပေါ့နော်ပြီးလို့ရှိရင်ဒီမှာကျွန်တော် shader လုပ်လိုက်မယ်ဆိုလို့ရှိရင်တွေ့ရမယ်သူဒီ double double unit stop ကိုတုံထားတယ်သူမှဆိုလို့ရှိရင်ကျွန်တော်တို့က median နဲ့ fine နဲ့နှစ်ခုခွဲထားတယ်ပေါ့နော်ဒီသဘောရှိမယ် okay ပထမဆုံးဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကဟောဒီ file ကို save as ပေါ့မယ် file save as လုပ်လိုက်မယ် ပြီးရင်ဒီထဲမှာပဲဒီ unit strut နေရာမှာကျွန်တော်က BFC လို့ချိန်လိုက်မယ် BFC ပေါ့နော် BFC profile ကိုထည့်မှာမဟုတ်လို့သူက1နဲ့ပဲပေးထားလိုက်မယ်ပြီးရင် save လောက်ထားလိုက်မယ်ဒါကပထမဆင့်ပြီးသွားပြီပေါ့နော်ပြီးလို့ရှိရင်ဒီထဲကိုကျွန်တော်တို့က hori profile လေးကိုအစားထိုးမယ်စာမထိုးခင်မှာကျွန်တော်တို့ profile လေးကိုအရင်တွက်ကြည့်အောင် profile creation ကိုတော့ကျွန်တော်မပြောပြတော့ဘူးအဲအကြံမြင် profile ဘယ်လိုတိစောက်ထားလဲဆိုတဲ့အကြောင်းလေးကိုပဲကျွန်တော်ရှင်းပြမယ် ဒီနေရာမှာဆိုလို့ရှိရင်ဘာရှိမလဲဆိုတော့ကျွန်တော်တို့ကဟော်ရီမာစန်တာအာစတာဖရန့်ဘက်ရှိမယ်ဒါစန်တာလက်ဖ်ရိုက်ရှိမယ်အဲ့ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကဒီ profile လေးစောက်ထားတယ်ဒီ profile ဒီဒီ family တစ်ခုတည်းအတွက်ရမဟုတ်ဘူးတကယ်လို့ကျွန်တော်တို့က structural framing မှာတုံးနေတယ်ဆိုလို့ရှိရင်လည်းဒီ profile ကိုထည့်တုံးလို့ရတယ်ဗောနော် okay အဲ့တော့ဒါဒီကျွန်တော်တို့ဟော်ရီ profile လေးရဲ့ဒီဆောက်ပေါ့မော်နော်သူရဲ့ properties တွေကဘာတွေရှိမလဲဆိုတော့ properties ကတော့ထူးထူးခြားခြားတိတ်မရှိဘူးဒီလောက်ပဲသူမှာဆိုလို့ရှိရင်အဲဒီ x action နဲ့ y ကတော့မလိုတဲ့အတွက်မထည့်ထားဘူးပြီးလို့ရှိရင်ဒီ y ရဲ့ web ရဲ့ thickness ရှိမယ် flange ရဲ့ thickness ရှိမယ်ပြီးလို့ရှိရင် horizontal radius လေးရှိမယ်ပြီးလို့ရှိရင် overall d ရှိမယ် overall bf ရှိမယ် bf ဆိုတာကတော့ဒီဟိုရဲ့ flange ရဲ့ bread ပေါ့နော်ဒါကိုဆိုလိုတာပေါ့ဒါပဲ ဒီဒီ information ရှိမှာပေါ့ဒီ profile လေးရပြီဆိုရင်ဒီ profile ကိုတင်ထားလိုက်တခုဒီအာ median အတွက်ဖြစ်မယ်တခုဒီ fine အတွက်ဖြစ်မယ် median မှာဆိုတော့ဒီ radius မပါဘူးပေါ့ဗျာနော် okay ပြီးလို့ရှိရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့က hurry အာဒီဒီ family က save လုပ်ပြီးသွားပြီဆိုတော့ဒီ family တဲကိုကျွန်တော်တို့ကအဲ့ဒီ profile ကိုစပြီးတော့ထည့်မယ်ဆိုတော့ insert လုပ်မယ်ပြီးလို့ရှိရင်လုပ်လုပ်မယ်ပြီးရင်ခုနက location ရှိကိုသွားပြီးတော့ profile နှစ်ခုကိုကျွန်တော်တို့ကဒီအာ family တွေကိုလုတ်လုံမယ်ပေါ့နော်ဒီမှာနှစ်ခုရှိတယ်နှစ်ခုလုံးကိုကျွန်တော်တို့ကလုတ်လုံလိုက်မယ်ဒါဆိုရင်ဒီထဲမှာနှစ်ခုဝင်လာပြီပေါ့နော်အဲ့တော့နှစ်ခုဝင်လာပြီဆိုတော့ကျွန်တော်တို့ကပထမအဦးဆုံးအနေနဲ့ဘာလုပ်ဖို့လိုမလဲဆိုတော့ဒီအာ parameter တွေကိုအရင်သွားမယ်ဒီ parameter တွေမှာပေးထားတဲ့တချို့သောနာမည်လေးတွေကိုကျွန်တော်တို့အရင်ပြင်မယ်ပေါ့နော်ဘယ်နေရာတွေပြင်မလဲဆိုတော့စာပြီးတော့စဉ်းစားမယ် โอเคပထမဦးဆုံး uni stress ဆိုတဲ့နေရာမှာကျွန်တော်တို့က uni stress အစား oops uni stress အစားကျွန်တော်တို့ကအဲ BFC တွေဘာမထည့်တော့ဘာလို့ဆိုတော့တကယ်လို့တခြား equal angle တွေဘာလို့ထည့်ခြင်းတဲ့အခါကျရင်လည်းထည့်လို့အဆင်ပြေအောင် rack B လို့ပဲပြေးလိုက်မယ်ဒါကိုလည်း rack D လို့ပဲပြေးလိုက်မယ် ဒါကိုကြတော့ reg df လို့ပေးလိုက်မယ်အာ flange thickness ပေါ့လို့ df ပေါ့နော် df လို့ပေးလိုက်မယ်ပြီးလို့ရှိရင်အဲသူ့ကိုကြတော့ flange ရအဲ web ရအဲဒီလိုပေးလိုက်မယ် dw ပေါ့ဗျာနော် web ရ web ရ thickness ပေါ့ဒီလိုပေးလိုက်မယ် thickness ကိုကြတော့ r လို့ပဲပေးလိုက်မယ် ကဲအားလုံးပဲပြေးလိုက်မယ်ဒါဆိုလို့ရှိရင်အချိန်ကြီးတော်တော်များများတော့အဆင်ပြေပြီအဲ့ဒီနေ့မှာရုံဆုံးကျွန်တော်တို့က information လေးတွေကိုစပြီးတော့ချိန်ရမယ်အဲ့တော့ဒါလေးချိန်ပြီးသွားပြီဆိုလို့ရှိရင်ခဏလေးထားထားမယ် apply လုပ်မယ် okay လုပ်မယ်ဒီနေ့မှာကျွန်တော်တို့ကဘာကိုမယူဘူးလဲဆိုတော့ hurry အာဒီ unistrat အတွက်သုံးတယ် hurry clip ကိုမယူဒီ clip ကိုဒီ clip ကအသုံးမတည့်တဲ့အတွက်မယူဘူးပေါ့နော်ဒီက clip ကိုကျွန်တော်တခါတည်းဖြတ်လိုက်မယ်တခါတည်းဖြတ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာလည်း ခါလေးဖြစ်တယ်မဖြစ်ရင်ကျွန်တော်တို့က value chain တဲ့ခါကျရင်ဒီ clip ကပြဿနာပေးနိုင်တယ်။ဒါဖြစ်လို့သူ့ရဲ့ဒီ parameter တွေကဟောဒီ unistrat နဲ့ associate လုပ်ထားတာမဟုတ်လို့ကိုက unistrat မသုံးတော့ဘူးဆိုတော့သူ့ကိုမလို့တော့ဘူးပေါ့နော်ဒါဆိုရင် delete ကျွေးချလိုက်ရပြီ။ Okay ဒါဒီပထမတစ်ချက်ရသွားပြီ။ပြီးလို့ရှိရင်ဒုတိယတစ်ချက်အနေနဲ့ဆိုလို့ရှိရင်မလုပ်မလဲဆိုတော့ဒီနေရာမှာ unistrat ကိုအောက်က unistrat နှစ်ခုကိုကျွန်တော်တို့ကဖြတ်ပလိုက်လို့ရပြီ။ Okay ပြီးလို့ရှိရင် ဘောယူနီစထရက်မှာမှဘာကိုစပြီးတော့ profile ကို replace လုပ်မယ်ဆိုတော့ median ကိုစပြီးတော့ replace လုပ်မယ်။ဘာနဲ့လဲဆိုတော့ကျွန်တော်တို့ရဲ့အဲဒီမှာရှိတဲ့ profile အာ BFC ရဲ့ median နဲ့ replace လုပ်မယ်။ပြဿနာမရှိဘူး။ဘာဆိုတော့ parameter တွေကဒီ BFC ရဲ့ parameter တွေကလက်ရှိ family နဲ့ associate မလုပ်ရသေးတဲ့အတွက်ကျွန်တော်တို့ဒီလွတ်လပ်လပ် change လုပ်ရတယ်။ပြီးရင် horify ကိုလည်း file နဲ့ associate လုပ်လိုက်မယ် BFC5 နဲ့ okay ဒါရသွားပြီဆိုပါတော့ဒါရသွားပြီဆိုရင်ဒီနှစ်ခုရသွားပြီဆိုရင်ဟောဒီနှစ်ခုကိုကျွန်တော်တို့က delete ကျွေးပြလိုက်လို့ရတယ်သူတို့လည်းမဆိုင်တော့ဘူးနော် okay လက်ရှိချိန်မှာတော့ဟောဒီ profile နှစ်ခုဒီလက်ရှိအာ family တွေက parameter တွေနဲ့ associate မဖြစ်သေးဘူးဆိုတော့ပြဿနာသိမရှိသေးဘူးအဲ့တော့ဒီနေ့မှာကျွန်တော်တို့ကဘာကိုကြည့်ရမလဲဆိုတော့သူ့မှာပါလာတဲ့ information လေးတွေကိုအရင်ဆုံးဝင်ကြည့်လိုက်မယ် information မှာပါရှိလဲဆိုတော့ excel value ဒီအာ excel value ဒီအဲ25ရှိမယ်ထားပါတော့เนาะ dw ဒီ6ရှိမယ်6 6ရှိမယ် df ဒီ12.5ရှိမယ် r ဒီ12ရှိမယ် dd 200ရှိမယ် bf ဒီ75ရှိမယ်ဒါလေးမှတ်ထားလိုက်မယ် okay ဒီလိုတေးကြခြင်းတော့ကျွန်တော် screen screen shot လေးဖန်ထားပါတော့เนาะ screen shot လေးဖန်ထားရင်တော့ပို့ပြီးတော့ရှင်းတာပေါ့ဒါလေးကိုခဏ screen shot လေးဖန်ထားရမယ်ဒီနားလေးပေါ့ โอเคဒါလေးဖန်ထားပြီးရင်ဒါလေးကိုခဏဘေးနားမှာထားထားလိုက်မယ်ဘေးနားခဏပိတ်လိုက်မယ်โอเคဒါဆိုလို့ရှိရင်ဒီကိုလာမယ်အဲ့တော့မှတ်မိသလောက်လေးပြောမယ်ဆိုလို့ရှိရင်ဟောဒီ BD 75ဖြစ်မယ်ပြီးလို့ရှိရင် DD 100ဖြစ်မယ်โอเค DFD 12. အဲ12.6လား5လားမသိဘူးခထားပါတော့နော် apply လုပ်လိုက်မယ်ကျွန်တော်ဒီကောင်းလေးတစ်ချက်ကြည့်လိုက်မယ်12.8ဟောပါဦး ุณอยู่เลยแต่ไปตัวอีดาตีอ๋อยู่เลยหว่าก็มาเลยเปลี่ยนแล้วเป็นนี่อ๋อဒါလေးကနအပလိုက်လုပ်ပြီးအပြေလို့လိုချင်တာဒါမှမဟုတ်ဒီအောင်လိုချင်တာဒီ information ကိုလိုချင်တာ screenshot ပြီးတော့မှားသွားတယ်ပေါ့နော်ဒါလေးကနပြထားမယ် okay ဒါရပြီဆိုရင်ဒါကနပိတ်ထားလိုက်မယ်ဘာသတိပြန်လာမယ်အဲ့တော့ခုနကဘာလေးလဲဆိုသူဒီအဲဒါဒီဒီဘက်မှာခဏလေးထားထားလိုက်မယ်အဲဒါလေးထားမယ်ပေါ့နော်ဒါဆိုရင် ်ဆိုပါဆိုလောက်လေးထားမယ်။ Okay ဒါဆိုလို့ရှိရင်ဟိုတ12.5ရဲ့12ရဲ့ပေါ့နော်။ Okay ဒါဆိုဒီပြန်လာမယ်။ဒီဘက်မှာ12.5ရပြီ DW ဒီ6ပဲရှိမယ်။ပြီးလို့ရှိရင် radius ဒီ12ရှိမယ်။အဲ့တော့ channel information ကဟောဒီဒါကဒီတိုင်းပဲထားမယ်ပြဿနာမရှိဘူး။ပြီးရင်ဟောဒီအာ red under ဆိုတဲ့ကောင်ကမသုံးတော့ဘူးဖြစ်တယ်လို့ကျွန်တော်ဒီ delete ကျွေးလိုက်မယ်။အရင်ကတော့ double mode လို့ထည့်ထားတာပေါ့နော်။ပြလိုက် โอเคအဲ့နော်ဘာတစ်ခုလို့လဲဆိုတော့ x တစ်ခုလို့နေဒီ x ပေါ့နော် x တစ်ခုလို့နေတဲ့အတွက်ဒီနေရာမှာကျွန်တော်တို့ကဖန်တီးလိုက်မယ် red ပေါ့ red ရဲ့ x value ဒါလေးကိုထည့်လိုက်မယ်အဲ့တော့ x ဒီဘာဖြစ်မလဲဆိုတော့ဟောဒီ b ရဲ့လောလောဆယ်အပြင်တဝက်ပဲပြလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့သူဒီတကယ် centroid ကိုကျွန်တော်တို့ကလိုချင်တာမဟုတ်ဘူးဒီနေရာမှာကျတော့ဒီဘာခေါ်လဲအာဟောဒီ အဲဘာရဲ့ဒီဒီစင်တာမှာရှိရင်ရပြီပေါ့နော်တခြားမလို့လောစအပြင်အဆောစိတ်မလို့ရသေးတော့မပေါ်သေးဘူးပေါ့โอเคဒီချင်းနေရပြီပေါ့နော် front ပြန်သွားလိုက်မယ်အရင်တုန်းကတော့ကျွန်တော်တို့ကယူထားတာဒီ Unistrat ရဲ့ profile အရာကျွန်တော်တို့ကအဲ့ဒီ Unistrat ကျတော့သူက center နေသွားတာမဟုတ် top ကနေသွားတာဒါကြောင့်မလို့ကျွန်တော်တို့ဒီအာဒီလိုချိန်တွေကိုဖန်နေထားတာပေါ့နော်ဒီ parameter အခုတော့ဒီ parameter အစားမလုပ်လိုက်မယ်ဆိုတော့ဒါကို delete ကျွေးလိုက်မယ်ပြီးတော့ဒီနေရာမှာကျွန်တော်တို့က အဲ parallel dimension တခုစပေးမယ် equal လုပ်လိုက်မယ်ပြီးလို့ရှိရင် hori parallel dimension အဲ overall dimension ပေးလိုက်မယ် hori overall ဒီဘာဖြစ်မလဲဆိုတော့ d ဖြစ်မှာပါနော် okay ဒါဆိုအကြံမြင်ရပြီကြံမြင်ရပြီဆိုတော့ဒီနေရာမှာဘာလာမလဲဆိုတော့ hori net တွေဒီလွတ်နေတယ် net တွေလွတ်နေတယ်ဆိုတော့ net ၄ခုကို select ပေးလိုက်မယ်ပြီးလို့ရှိရင်အရင်တုန်းက offset associate လောက်ထားတဲ့ကောင်တွေကို so offset ကကျွန်တော် r နဲ့ associate လောက်ထားလို့အခုဆိုရင် name ထားလိုက်မယ်မလိုတော့ဘူးပေါ့နော်ပြီးရင်0ထားလိုက်ရင်ရပြီဒါဆို net တွေဒီသူ့နေရာသူရောက်သွားမယ်ပေါ့နော် okay အဲ့တော့နောက်ဆုံးတစ်ခုလုပ်ဖို့ကြံမှာပါလဲဆိုတော့ကျွန်တော်တို့ parameter တွေကို associate စာလောက်ကြတော့မယ်အဲ့တော့ file ကိုရင်စာလောက်မယ် double click ပေးမယ်ပြီးလို့ရှိရင်ဟောဒီမှာ xd x ကိုတော့မယ် dwd DW ကိုသွားမယ် DF D DF ကိုသွားမယ်ပြီးလို့ရှိရင် RD R ကိုသွားမယ်ပြီးလို့ရှိရင် DD Hurry Red D ကိုသွားမယ် BF D Red B ကိုသွားမယ်ဒါဆိုရင် Hurry Family အတွက်ကျွန်တော်တို့ဒီတော်တော်လေးလောက်ပြီးသွားပြီเนาะအဲ့တော့ဒီမှာ fine အတွက်ရသွားပြီဆိုတော့ median အတွက်ဆက်ပြီးစဉ်းစားမယ် median အတွက်လည်းထုံနေလေကောင်းမယ် ပြန်ချလိုက်မယ် double click လုပ်မယ် media မှာကျတော့သူရှင်းတဲ့ x ကို x ပါမယ်ပြီးရင် dw ပါမယ်ပြီးလို့ရှိရင် df ပါမယ်ပြီးလို့ရှိရင် overall d ရှိမယ်ပြီးလို့ရှိရင် bf ထဲ b ရှိမယ်ပြီးရင် plan လုပ်လိုက်မယ်ဒါဆိုလို့ရှိရင် hurry family replacement ဒီနေရာမှာပြီးသွားပြီလို့ပြောလို့ရတယ် okay share လောက်လိုက်ပြီအဲ့တော့ဒီနေရာမှာတေးကြအောင်ကျွန်တော်တို့ကဟောဒီကောင်းနေရဲ့ဒီ visibility graphic override ကိုတစ်ချက်စစ်ဖို့လို့မယ်သူဒီ fine အတွက်ပဲ median နဲ့ cost မှာမရှိဘူး okay နောက်တစ်ခုဒီ median နဲ့ cost မှာရှိတယ် fine မှာမရှိဘူးဒါဆိုရင် holy family replacement ကြီးပြီးဆုံးသွားပြီလို့ပြောလို့ရတယ်ဗောနော် okay ဒါပြီးသွားပြီဆိုတော့ဒါလေးကိုဘာလုပ်ထားမလဲဆိုတော့ကျွန်တော်တို့က save ထားလိုက်မယ် โอเคပြီးလို့ရှိရင်ဘာလာမလဲဆိုတော့နောက်ထပ်ကျွန်တော်တို့ရဲ့ဒီ hanger singer singer hanger singer တီးရပါတော့ဟော်ဒီယူနစ်စတက်ရက်ကိုအရင်ဆုံးဖွင့်လိုက်မယ်ပြီးလို့ရှိရင်သူ့ကို savers ပေါ်လိုက်မယ် savers ပေါ်ပြီးတော့ unit strat နေရာမှာကျွန်တော်တို့က bfc လို့ပေးလိုက်မယ်ပေးလိုက်ပြီးတော့ option နေရာမှာကျွန်တော်ဝမ်းမထားမယ် okay ပြဿနာမရှိဘူး save လုပ်လိုက်မယ် okay ဒါဆိုလို့ရှိရင် number 1အချက်အနေနဲ့ဟောဒီ single ဒီ hanger ရဲ့အဲ BFC အတွက် family တော့ဖန်နေပြီးသွားပြီဘာလုပ်ဖို့လိုမလဲဆိုတော့ဒီနေရာမှာအစားထိုးဖို့လိုမယ်ပေါ့နော် okay အဲ့တော့အစားမထိုးခင်မှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီဘက်က family ကိုခဏ save ထားတာကိုအဲဒီမှာတည်ကြောင်းလို့ဒီကောင်းကြီးရဲ့ material material attach လုပ်ထားတယ်နော် material တွေက attach လုပ်ထားတယ် okay connection တွေကလည်း attach လုပ်ထားပြီးသားသူအစားထိုးရတာလွယ်တယ်သူကဒီအရင်ဒီဘာခေါ်မလဲ material ရောဘာရော assign လုပ်ထားတဲ့ဟာတွေကသူ automatic ဒီ physical element တွေကတော့သူကသူ assign ဖြစ်ပြီးသားဖြစ်နေပါတော့အဲ့တော့ဒီနေမှာဒီ nut ကိုသေးတယ်ဆိုရှင် sustain လောက်ထားလိုက်မယ်ဒါပြဿနာတော့မရှိပါဘူး sustain method တာ damage data ဟိုဘက်ကျရင်တော့ပြောင်းမှာပဲပေါ့နော်ဒါ nut ဒီ sustain တိုင်း sustain ထားတဲ့အလျောက်ကြီးလာမယ်သူဒီကျွန်တော်တို့ x ကို x ရဲ့ value ကိုဟောဒီ total ဒီ rugby ရဲ့တဝက်ထားတဲ့အတွက်သူဒီ center မှာရောက်သွားမယ်ပေါ့နော် okay ပြီးလို့ရှင်ဒါလေးကို save လုပ်ပြီးတော့ဒီ web project ထဲကိုကျွန်တော်ကလုတ်လုတ်ချလိုက်မယ်အဲဘယ်နာရောက်ပြီလဲမသိသေးဘူးပေါ့နော်ဒါလေးပြီးရင် escape ထွက်လာလိုက်မယ်အဲ့တော့ pfc ဒီဒီကိုဝင်လာပြီ hangar တမရှိတယ်ပြီးလို့ရှင်ဒါ uniswap ပေါ့နော်လက်ရှိရှိတဲ့ uniswap okay အဲ့ဒီတော့အရင်ဦးဆုံးမပါလို့မလဲဆိုတော့ဒီနေရာမှာ select ပေးပြီးတော့ hurry အာ အာ unistrat နေရာမှာ ကျွန်တော်တို့ရဲ့ BFC ကိုအရင်စားထုတ်လိုက်မယ် jewelry ဖြစ်နေတယ်ဆိုတော့ jewelry ကိုနာမည်ပြောင်းရင်ဒီမှာပြောင်းပါတော့ဟိုဘက်ကျမှပြောင်းလိုက်ရတယ် red ကို jewel အစား BFC လို့ပဲပြလိုက်မယ် BFC တွေကတော့ jewel အနေနဲ့ပြောရမယ် BFC ပါနော်သူတို့ဒီများသွားပြီးတော့စင်ငယ်နေနေပဲရှိတယ်ပေါ့နော်တကယ်လို့ jewel ထည့်ခြင်းလဲဆိုလို့ရှိရင်တော့လေ အဲသဘောပေါ့နော်လောကြတော့ဒီမှာတော့ကျွန်တော်ဆင်ခင်းနေပဲပြပေးထားတော့ဒါတော့နံပါတ်၁ချက်သူဝင်လာပြီကျွန်တော်ဒီဒါကိုဘာလုပ်မလဲဆိုတော့ wire framing နဲ့တစ်ချက်ကြည့်မယ်ဒါဒီ fine နဲ့ဖြစ်တဲ့အတွက် fine တိုင်းမြင်ရမယ်တကယ်လို့ median ဆိုရင် median မြင်ရမယ်ပေါ့နော်ဒါတော့ okay ဟုတ်သွားပြီအာ median လေးနဲ့ပဲထားလိုက်ပါအောင်မယ်ဒီဘက်ကိုရင်ကြည့်လိုက်မယ်လောကြဘာမှ associate မလုပ်ရသေးတော့အခြေအနေတွေလို့ရှိနေတယ်အဲ့တော့ဒီမှာအဲဘုန်းနဲ့တရား fine ချက်မှမြင်ရမယ်တဲ့ okay အဲ့တော့ဘုန်းနဲ့ပါလာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘာမလို့တော့ဘူးလဲဆိုတော့ ဟောဒီဒီဒီ hanger နှစ်ခုမှရှိတဲ့ end ပုံနဲ့နှစ်ခုလုံးမလို့တော့အဲ့တော့ဘယ်လိုသွားမလဲဆိုတော့ hanger hanger ရဲ့ left ကိုရင်သွားမယ်ပြီးတော့ switch ချလိုက်မယ်ဟောဒီအောက်မှာရှိတဲ့ nut end ရဲ့ inner ရော outer ရောဖြုတ်လိုက်မယ်မလို့ရမလို့တော့ဘူးနော်โอเคပြေးလိုက်မယ်နောက်တစ်ခုမှလည်းထုံနေတကောင်းမယ် inner ရော outer ရောမလို့ခြင်းဖြုတ်လိုက်တော့မယ်တကယ်လို့ပြောရလို့ရှိရင်တော့ဟောဒီဒီ PFC ထဲမှာအာ နတ်မထက်ခဲ့ဘူးဆိုလို့ရှိရင်တော့ဒီနေရာမှာဒီကောင်နှစ်ခုဖြုတ်ရမှာမလို့ဘောနော်ကျွန်တော်ကဟိုမှာနတ်ထက်ခဲ့ပြီးသားဖြစ်နေတဲ့ကြောင့်ဒီမှာဖြုတ်လိုက်တဲ့သဘောပဲဘာလို့နတ်ထက်ရလဲဆိုတော့အကြောင်းရင်းကလာမဲ့ future မှာဒီကောင်ဒီ single rim လို့မဟုတ်ဘဲနဲ့ multi rack ဖြစ်လာတဲ့အခါကျလို့ရှိရင်ကျွန်တော်ကဒီနတ်တွေကထည့်ရမှာပဲအဲဒါကြောင့်မလို့ hardy rack မှာတွေကကြိုးပြီးတော့ထည့်ခဲ့တဲ့သဘောပေါ့ okay ဒါဆိုဒီချင်းနေရတော်တော်လေးတော့ကွတ်သွားပြီအဲ့တော့ front view အရင်သွားလိုက်မယ် front view သွားလိုက်လို့ရှိရင်မြင်ရမယ့်အခြေအနေဒီ ဒီပုံစံမြင်ရမယ်ပေါ့နော်ဒါဒီလောလောဆယ်မြင်ရမယ်အခြေအနေပေါ့ okay အဲ့တော့ကျွန်တော်တို့ကဘာစလုပ်မလဲဆိုတော့သူတို့သူ့ကိုစပြီးတော့ value စပေးတော့မယ် value စပေးတော့မယ်ဆိုတဲ့အခါကျတော့အရင်ဆုံးဘယ်လိုသွားမလဲဆိုတော့အားဒီအာ family type ကိုအရင်ဝင်မယ်ရင်ဝင်ပြီးတော့ဘာတွေအရင်လောက်ကမလဲဆိုတော့ကျွန်တော်တို့ table ကိုနည်းနည်းကြည့်ဖို့လိုမယ် table မှာကျွန်တော်တို့ကဘာတွေပေးထားခဲ့တယ်လဲပေါ့နော်အဲ ဒီဘက်မှာကျွန်တော်တို့ဘာတွေပေးထားခဲ့တယ်လဲဆိုတော့ယင်ကြည့်လိုက်မယ်အဲ့တော့ဒီညမှာဒီဘက်ကိုလာမယ်ညမှာဒီဘက်ကိုလာမယ်ဒါလေးကိုဒီဘက်လာမယ်ကျွန်တော်ဒီဘက်မှာ rugby ဒီ rugby လို့ပဲပေးခဲ့တယ်ဒါ rugby ဒီ rugby rugby ဒီ rugby လို့ပေးခဲ့တယ်အာ df လဲ rug df rug dw ပြီးလို့ရှိရင် rug r ပေါ့နော်နောက်ကနှစ်ခုကတော့မလိုဘူးပေါ့အဲ့တော့ဒီညမှာရှိတဲ့ဟာဒီ rugby နဲ့ rugby ကတော့ okay တယ်အောက်ကကောင်းနေပြောင်းရမယ်ပေါ့နော် အဲ့တွဲကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ပြောင်းရမယ့်ကောင်းတွေကိုအရင်ဥဆုံးဒီ formula တွေကိုအရင်ကြိုရှင်းထားလိုက်မယ်ဒီကောင်းတွေမလို့ဘောဒါတွေမလို့ဒါတွေမလို့ကြိုရှင်းထားလိုက်မယ်နံပါတ်၁ချက် apply လုပ်ထားလိုက်မယ်နံပါတ်၂ချက်ကျွန်တော်တို့ဒီကောင်းတွေကိုနာမည်စပြီးတော့ပြောင်းမယ်ဗောနော်အဲ့တော့ဒီမှာ uni strat တွေနေရာမှာ uni strat လို့မပေးတော့ဘူးဗောနော်ရိုးရိုး common use အနေနဲ့ rugby rugby လို့ပဲပေးထားလိုက်မယ်အဲ့တော့ဒီ leg နေရာမှာကျတော့ကျွန်တော်တို့က pdf လို့ပေးလိုက်မယ်ပြီးရင်ဒီကောင်ကြာလို့ရှင်အဲဒီကောင်အာဖြစ်တဲ့အတွက်အာအာဘောသူအာလို့ပေးလိုက်သူတော့ red dw ဘောနော်ဒီသူပေးလိုက်မယ်ဒီကျန်တာတော့အထူးထူးခြားခြားမရှိဘူးဒီ formula ကတကယ်ဒီ formula ကတကယ်ထည့်ထားရင်ရတယ်ခုနကကျွန်တော်မှားပြန်မိတယ်ဒါပဲတော့နော်โอเค ဆိုတော့ဒီနေ့မှာဒီအဆင့်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒုတိယအဆင့်နေနဲ့ဘာလုပ်ရမလဲဆိုတဲ့အခါကျတော့ဟောဒီမှာအာ manage lookup တွေတော့တခြားနှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က input လုပ်မယ်ကျွန်တော်တို့ရဲ့ဟောဒီ PFC file ကို input လုပ်မယ် Okay ပြီးလို့ရှိရင်ဟောဒီ unit struct ကိုတကယ်တော့အဲနောက်မှ delete ကျွေးမှာပေါ့နော်မကျွေးသေးခဏထားထားအောင်မယ်အဲ့တော့ဒီနှစ်ခုရဲ့ကြာချက်ဒီ unit struct နေရာမှာ unit s နေရာမှာအာ PFC ပြောင်းသွားမှာပေါ့နော်အဲ့တော့ဒီနေရာမှာဒုတိယအဆင့်နေနဲ့ BFC လို့ပြောင်းလိုက်မယ် BFC capital letter နဲ့ပေါ့နော်ပြောင်းလိုက်မယ် okay BFC လို့ပြောင်းလိုက်တယ် BFC လေးအကုန်ပြောင်းသွားမှာပေါ့နော်ထားပါတော့အဲ့တော့ဒီနေရာမှာစပြီးတော့ copy set ကိုမယ်ပြီးရင် paste ချမယ်အဲ့တော့ဒီနေရာမှာ red ဒီနေရာမှာ df ဖြစ်မယ် bred အနေရာမှာအဲပြောရမယ် red အဲ့လိုပါအဖြစ်မယ်ပြီးလို့ရှိရင် red နေရာမှာအဲဘာဖြစ်သွားမလဲဆိုတော့ DW ဖြစ်သွားမယ်ဒီကောင်ဒီနေရာမှာကျတော့သူကဘာဖြစ်မလဲဆိုတော့ဒီကောင်ဒီ name လေးဒီတော့ထင်တာတော့ type လို့ထင်တယ်ဒါမှဘာရေးထားလဲ type number ပေါ့နော် DYB type NO ပေါ့အဲ့တော့ဒီနေရာမှာမမဖြစ်လာမျိုးလို့ထားခဲ့လို့ရတယ် red ပြီးတော့အာ DYB NO ပေါ့အဲ့လိုပေးလိုက်ရပါအဲ NO မှာအဲ့ဘယ်လိုလဲ red and o မနက်မမလား ကြည့်လိုက်အောင်ဗမာနေလေ D Y B E N O red R A C K မှန်ပါတယ်အာသူကဟောသူကလီမာလက်ငီးပေးထားတယ် sorry မားရမယ် okay ဒီနေရာလေးကဒီနေရာလေးကဘာမှမဟုတ် sorry မားရမယ် red ဒီမဟုတ်ဒီနေရာမှာကသူကဝါလီပဲပြေးရမှာအပေါ်မှာကိုလိုချင်တာကဒီဒီ column ဒီ column မှာဘာစားမှမရှိဘူးဘာစားမှမရှိတော့အဲသူက ဟိုဟာလေးနဲ့ခွင်းစားခွင့်မိတ်လေးပေးရင်ရပြီဘာမှမဟုတ်ဒီလိုလေးပေးလိုက်ရတယ်အဲဒီလိုပေးလိုက်ရတယ်လိုလားမသိဘူးအားလည်းကြည့်လိုက်မယ်ဟဲ့မသိဘူးအဲဒီလိုပေးလိုက်ဟိုဒီပေါ့အဲ့ဒီကောင်ကခဏလေးနော်ဒါဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့အရင်ဟာကို copy ကူးလိုက်မယ်ပေါ့နော်အရင်ဟာ copy ကူးလိုက်မယ်ဆိုတော့ကလောလောဆယ်ထားလေးခဏဖျောက်ထားလိုက်မယ်ဗျာဖျောက်ထားလိုက်မယ်ပြီးတော့မှအရင်ဟာနဲ့ပြန်ရှာကြည့်လိုက်မယ်โอเค โอเคตัวบลูแท้มาเลยสอดีนะมา2คู่แท้มาเว้ย2คู่แท้มาเลยมา copy ไล่เหมือนมา paste นี่ฉะไล่เหมือน paste ฉะပြီးတော့ตัวก็บลูลามาเลยสอดีกောက်มาเลยกวนซากวนเบ่งเนี่ยดีเลยရှင်นอกก็กောက်มาเลยนอกก็กောက်มาเลยกวนซากวนหมดป่ะเนี่ยคงนี่ป่ะเนาะได้เลย2คู่ตัดได้อ่ะมาได้ပဲถ้าဆိုရင်ยาပဲအဲဒါဆိုလို့ရှင်ဟောဒီ size ပေါ်လာမှာပေါ့ तू อ่ะဒီ value တွင်တွင်မတွေ့ရင် तू က channel နောက်มาကလည်း ဒီပေါ့ blind တစ်ခုခုထည့်ရမှာပေါ့နော်အဲ့တော့ဆိုတော့ဘိုင်းရှိမှာတော့တော့ unit တွေကအဲသူ့ရဲ့အမျိုးအစားတွေက length ဖြစ်တဲ့အတွက်ကြောင့်မလို့20 mm တွေနဲ့စားထိုးတာတယ်ဒီနေရာကျတော့သူ text ဖြစ်တဲ့အတွက်ကြောင့်မလို့20 mm ထည့်လို့မရတော့သူကဒီဒီကျွန်တော်တို့ string တွေပဲထည့်ပေးရတဲ့ပုံပဲ okay ဒါရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါလေးကို apply အရင်လုပ်လိုက်မယ် apply ရလုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီနေရာမှာဘာဖြစ်လာမလဲဆိုတော့အဲ recording ဖြစ်တယ်နော် okay အဲ့တော့ဒီနေရာမှာ ီဟန်ဂါရီကတော့ရှည်ထွက်လာတော့ဗောနော်ထားပါရရှည်တဲ့အကြောင်းရင်းအားလည်းအရင်တော့ကကြတော့သူက double unit strap ဖြစ်တဲ့အတွက် DO နှစ်နဲ့မြောက်လာတယ်အခုတော့ DO နှစ်နဲ့မြောက်ကြမလို့တော့ဘူးဒါဆိုရင် neck ကတိုးသွားမယ် neck ကတိုးသွားမယ်ဆိုတော့ and deck က RD okay ဟုတ်ပြီဒီ ठी okay တယ်အဲ့တော့ဒီနေရာမှာဟော associate မလုပ်ရသေးဘူးနော် okay ဒီ channel ဒီရပြီကျွန်တော်တို့ပို့ပြီးတော့ဒီကြောင် hurry hanger size ကိုကျွန်တော်တို့16လောက်ထားလိုက်မယ် okay ဒါရပြီဆိုတော့ပြီးရင် okay ပေးလိုက်မယ်။ဘာဖြစ်လို့ဆိုတော့ဒီနေမှာကျွန်တော် family ကိုပြောရလို့ရှိရင်အဲ profile အဒီဒီကလာတဲ့ family ကိုဒီတဲ့ကို associate မလုပ်ရသေးလို့ပေါ့နော်။အဲ့တော့ဒီ unit strategy ကမလိုတော့ဘူးဆိုရင်ကျွန်တော်တို့က delete ကျွေးလိုက်မယ်။မဟုတ်ရင်ရှုံးနေမယ်။ Okay အဲ့တော့ရလာပြီဆိုတဲ့အခါကျတော့မှနောက်ဆုံး final အနေနဲ့ associate လုပ်မယ်။ hurry ဒီဒီ family types မှာ number 1ချက်အနေနဲ့ကျွန်တော်တို့ hurry login နဲ့ အာ look up table လဲထည့်ပြီးသွားပြီဆိုတော့ဒါမလို့တော့ဆိုဒီကောင်တလီကျွေးလိုက်မယ်အဲ yes တလီပေါ့နော်ကျွေးလိုက်မယ်အဲ့တော့ BFC rack တစ်ခုပဲထားမယ်အဲ့တော့ channel information တွေကလည်းဒီထဲမှာ set လုပ်ပြီးသားဖြစ်ပြီးဆိုတော့ကျွန်တော်ကဘာလုပ်လို့ရပြီလဲဆိုတော့ associate လုပ်လို့ရပြီအဲ့တော့ double click နှိပ်မယ်အဲ့နံပါတ်၁ချန်အနေနဲ့ material အနေနဲ့ connection material ကို connection material ကိုသွားမယ် rack material က rack material ကိုသွားမယ်ပြီးလို့ရှိရင် hanger rod diameter က और ये हैंगर साइज को तो में रेग बीगा रेग बी को तो में रेग ढीगा रेग डी को तो में पिलोशे रेग डी एफ का रेग डी एफ को तो में पिलोशे रेग डी डब्ल्यू का रेग डी डब्ल्यू को तो में रेग आ का रेग आ को तो में โอเคပြီးလို့ရှိရင်အဲ clear span က clear span ကိုတော့မယ်အဲပြီးလို့ရှိရင်ဟောဒီအာ extend extension length ဒီ extension length ကိုတော့မယ် reg ရဲ့ okay ဟောဒီ x ကိုတော့ဒီတိုင်းပဲထားလိုက်မယ်သူကဟိုဘက်မှာနေတာ formula က b ရဲ့တဝက်လို့ပြောထားရတဲ့ကျွန်တော်တို့ဒီထည့်စဉ်းစားကြမလို့ဘောเนาะကျန်တဲ့ဟာတွေကမလို့တော့ဒါဆိုရင်ပြီးရင် apply လုပ်လိုက်မယ် okay လုပ်လိုက်မယ်ဒါဆိုသူနေရာသူရောက်သွားပြီဘောเนาะ ်ဒီနေရာမှာအဲဒါဆိုရင်ကျွန်တော်တို့ကဒါလေးကို 3D view လေးနဲ့ကြည့်လိုက်မယ်ပြီးရင် shade တက်လုပ်လိုက်မယ်ဒါကြည့်လို့ရမှာပေါ့နော် okay shade တက်လုပ်လိုက်မယ်ပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့က median လိုချင် median ပေါ့ median မှာဆိုရင်တော့ကျွန်တော်တို့နှာခေါင်းတွေပေါ်မှာမဟုတ်ဘူးပေါ့နော်နှာခေါင်းတွေဖြုတ်တာတကယ်တော့ဟောဒီ hanger rod မှာလည်းကျွန်တော်တို့က median ဆိုတဲ့အခြေအနေမျိုးမှာ connection တွေကိုမပြကြင်ဘူးကိုယ့်ရဲ့ဒီ graphic display ကိုပေါ်ပါဖြစ်ခြင်းနဲ့ဆိုဟောဒီ net တွေကို အာမီဒီယံနဲ့ course မှာဖြောက်ထားလို့ရတယ်ဗောနော် logger မှာဖြောက်ထားတော့ထားပါတော့ logger file မှာထားထားလိုက်မယ်အဲ size တွေကိုစပြီးတော့ကစားကြည့်မယ်ဆိုတော့ size တွေကိုကစားဖို့အတွက်ဒီဒီမှာ size 1ဒီအဲ150 size 2ဒီ125 65ဗောနော် type 3ဒီအဲ150 85ဗောโอเคအဲ့တော့ဒီနေရာမှာကျွန်တော်တို့က type 3ထားကြည့်မယ်ဆိုတော့ type က16ခုရှိတယ်ဒါဆို type 3ဒီကောင်ဆိုရင် type 4ဆုံးဆုံးဟာ16နဲ့တိထားလိုက်မှာပဲနော်16အဲဒီအကြီးဆုံးဖြစ်မှာပေါ့ဒါဆိုကျွန်တော်တို့ provide အကြီးကိုရမယ်ဒါပဲပေါ့ okay ပြန်လျှော့ခြင်းတော့16တော့မပုံနဲ့ပေါ့16နဲ့ပို့လို့ရှိရင်တော့ပစ္စည်းတွေဖြစ်သွားမှာပေါ့အဲ့တော့ကိုယ့်ရဲ့အာ lookup table မှာ size ဘယ်နှခုရှိလဲဆိုတော့ကိုကအဲတိဖို့တော့လုပ်မယ်အဲ့တော့ဒါဆိုလို့ရှိရင်သူ့ရဲ့ဒီ ဒါရဲ့ size ဒီနေ့မှာဆိုရင်ဒီကောင်းရဲ့ size ကလည်းပြင်လိုက်အောင်မယ်ဒီကောင်းဆို uni strap မဟုတ် direct တဲ့ track နဲ့ track မဟုတ်ပါဘူး rack ပါ rack ရဲ့ type ပေါ့ဒီလိုပေးလိုက်ရမယ် okay အဲ့တော့ဒါတွေဒီအာဒီ process ဒီကျွန်တော်တို့ပြီးခဲ့တဲ့အာ video မှာကျွန်တော်တင်ပြခဲ့တဲ့ hanger rack support family ကို uni strap နဲ့ဘန်နီထားရတယ်ပြီးတော့အခုဆိုလို့ရှိရင် parallel flange channel ဖြစ်တယ် BFC နဲ့ကျွန်တော်တို့အစားထိုးပြီးတော့ဖန်တီးတဲ့ process ကိုအာတင်ပြပေးခြင်းဖြစ်တယ်ဗောနော်တကယ်လို့ကိုကအဲ့ဒီနေရာမှာ equal angle ထည့်မယ် and equal angle ထည့်မယ်ဆိုလို့ရှိရင်လည်းဒီ process ကိုတုံးလို့ရတယ်တခုတော့ရှိတယ်တကယ်လို့ i'm being ထည့်မယ်ဆိုလို့ရှိရင်တော့အဲဟောဒီဒီဒီ net location ကိုကျွန်တော်တို့ကကစားပေးရမယ်ဘာလို့ဆိုတော့ i'm being မှာဒါသွားထည့်လိုက်လို့ရှိရင်ဟောဒီ hanger တွေဒီ i'm being ရဲ့အဲ web တစ်လျှောက်ကိုသွားဖောက်မှာဆိုတော့အဆင်မပြေဘူးဗောနော် ဒါလေးရသတိထားအဲကျန်တာကတော့အာပြောင်းလဲမရှိဘူးအဆင်ပြေတယ်โอเคအဲ့တော့အာဒီဗီဒီယိုလေးကိုမေးထားတဲ့သူလည်းဒီလောက်ဆိုလို့ရှိရင်တော့ဘလို့အစားထိုးအပ်မလဲဆိုတာကိုနားလည်လိမ့်မယ်လို့မျှော်လင့်နေအချို့အပြင်ကတော့ကျွန်တော်တို့ဒီ process ဖန်တီးဖို့အတွက်နံပါတ်၁ချက်အနေနဲ့ဘာလို့မလဲဆိုတော့အာကျွန်တော်တို့ဒီ profile တခုကိုလိုချင်တဲ့ ကိုပြောင်းကျင်တဲ့ကိုအစားထိုးကျင်တဲ့အာ profile type family ဖန်တီးရမယ်ပြီးတော့အဲ့ profile type နဲ့ပတ်သက်တဲ့ကျွန်တော်တို့ table information table ရှိရမယ်အဲ့ဒီ information table ဒီ CSV format နဲ့တင်ထားပြီးတော့မဟာကျွန်တော်တို့ဒီ lookup table အနေနဲ့အသုံးချတယ်ပေါ့နော် okay ဒီ video လေးကတော့ဒီလောက်ပါပဲတကယ်လို့မရှင်းနေတာရှင်းနေတဲ့ကျွန်တော်ကို comment box ကနေမေးမြန်းလို့ရပါတယ်ဆိုတော့ နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးပဲကျေးဇူးပါ